ချစ်ဆိုတာဘဝမဟုတ်တယ်လို့ဘဝဆိုတာလည်းအချစ်မဟုတ်ပါအချစ်ကိုဘန်းပြပြီးကလေးဆန်ရမယ်အရွယ်လည်းမဟုတ်တော့ဘူးဘဝဆိုတာကိုလည်းကလေးဆန်ဆန်အတွေးတွေနဲ့ဖြတ်တန်းရတယ်လို့တိုးတက်လာမှလည်းမဟုတ်ပါဘူးအချစ်နဲ့ဘဝဘာကိုရှည်တန်းတင်မလဲပေါ့ ရှင်ရဲ့ဘဝထက်တူညီဘူးဆိုတာကလည်းအင်မတန်ခက်ခဲလွန်းလာပါတယ်။တခုခုကိုရှည်နှန်းတင်ပြီးရင်တခုခုကတော့နောက်ကျကြံခဲ့ပါအမှန်ပဲ။ဒါပေမဲ့ကိုယ့်ရဲ့ရွေးချယ်မှုကတော့ကို့ဘဝပါ။ဘဝကိုအရင်လှအောင်လုပ်မလား။အချစ်ကိုအရင်ဥညွတ်မလားဆိုတာကိုယ့်ရဲ့ရွေးချယ်နိုင်တဲ့အပေါ်မှာမူတည်ပြီးတော့ခံစားဆန်စားရမှာပဲ။ထမင်းရဲ့အဘူအတူတောက်ပြီးတော့တဲကိုပြက်မှနေရနေရဆိုတဲ့ဇကားတကယ်အပြင်လူဘဝမှာလွယ်ကူတာမှမဟုတ်ပဲ။တိုးတလာတဲ့ခက်စနစ်နဲ့အညီအများသူငါလို့စားခြင်းတောက်ခြင်းဝစ်ခြင်းလှခြင်းအရာရာကိုထိတွေ့ကင်တွေ့မမောခြင်းရတာလေသဘာဝ။မုံမမြင်လေးမမြင်ချစ်စကျင်စကျင်နာစနှောင်းရလေသူ့မျက်နှာလေးမြင်နေရရင် ိုက်ပဲကြည့်သွားသလိုလိုအရာရာပဲပြည့်စုံသွားသလိုလိုပါပဲတကယ်တကယ်တော့အစင်မပြေမှုလေးနဲ့လေကြုံရသူ့မျက်နှာလေးကိုလည်းတစိမ့်စိမ့်ထိုင်ပြီးတော့လည်းမငေးနိုင်မကြည့်နိုင်တော့ဘူးသမီးရဘူးလည်းအတူမတော့နိုင်တော့ဘူးတဲဟုပြက်မှာလည်းမနေနိုင်ကြတော့အချစ်ကိုရှင်တန်းတင်ပြီးလို့နင်မွန်းသွားတဲ့ဘဝတွေရှိသလိုဖြစ်ထွန်းသွားတာတွေလည်းရှိပါတယ်အစင်မပြေမှုတွေကြားထဲကနေနားလည်မှုရှိရှိလက်တွဲသွားကြတဲ့သူတွေကတော့ တိုးတက်လာနိုင်ပါတယ်ရှားတော့ရှားတာပေါ့ဘဝကိုအရှိန်အဟန်းတင်ပြီးပြန်ရင်လည်းအချစ်ဆိုတာကိုမေ့တက်ပြန်တယ်ခေါင်းထဲမှာကိန်းကနန်းတွေပဲရှိပြီးတော့ခုံနေတဲ့နှလုံးကလည်းသွေးလေလေပတ်မှုတစ်ခုတည်းအတွက်ပဲဖြစ်နေတတ်တယ်ဒါပေမဲ့ဘဝကိုသာအရင်လှောက်အောင်လုပ်ကြည့်ပါအချစ်ဆိုတဲ့အရာကနေဘယ်ကနေဘယ်ကနေဘလို့ဝင်လာမှန်းကိုမသိဝင်လာလိမ့်အဲ့ဒီတော့ဘာကိုအရင်ရှိန်တင်မလဲဆိုတာကိုလည်းတိတိကျကျလေးဆုံးဖြတ်ပါတကယ်ချင်းအချစ်ကဘဝမဟုတ်သလိုဘဝဆိုတာကလည်းအချစ်မရှိလို့မပြည့်စုံနိုင်ပါဘူး